မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာကဒီနေ့မှာတော့2025ခုနှစ်မေလ24ရက်နေ့ရနေလကုန်အထိကျဆာပရိသသမီးတွေအတွက်တပတ်တာကိုခေါ်ကြပြီးမှဖြစ်တဲ့အတွက်ဥစွာကျဆာပရိသသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာအဆင်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဒီကနေ့လိုက်လိုက်လဲလဲမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာကျဆာပရိသသမီးမိတ်ဆွေတွေမိတ်ဆွေတွေရဲ့စိတ်ထဲမှာလက်ရှိမှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ နည်းနည်းလေးဟိုငွေကြီးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘလို့ရင်းနှီးရန်ကောင်းမလဲဆိုပြီးတော့နှစ်စိတ်နှစ်ခွဖြစ်နေတာမျိုးငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဒါကိုလည်းပြီးစရာရှိတယ်ဟိုဘာကိုလည်းရစရာရှိတယ်ဆိုတာမျိုးငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲသောအပတ်ငွေမမြဲသောနေရာဖြစ်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်ဆက်ပြီးစဉ်းစားတွေးခေါ်နေတာမျိုးငွေကြီးနဲ့ပတ်သက်လာလို့ချင်းအဲတစ်ခုခုမိမိဖြစ်ရှင်တဲ့အရာကိုလုပ်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လို့ချင်းချင်းချိန်ဆနေရသောကာလဖြစ်ပါလိမ့်မိတ်ဆွေတို့ရဲ့ယင်ထဲမှာခကြီးလဲသွားခြင်းနဲ့တစ်ခုခုကိုလည်းလှုပ်ခြင်းနဲ့ဒီလိုမျိုးချိန်ဆနေသော ကာလမျိုးချိန်ဆတွေးခေါ်နေသောအပတ်တာဖြစ်ပါလေ။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်နည်းနည်းလေးဟိုဟိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးတွေးတိုးတွေးတတ်တာမျိုးလေးတွေဖြစ်ရတာမျိုးအချိန်ကအဖြစ်တွေးတိုးတွေးတတ်ရှိတဲ့မိတ်ဆွေများဘုရားတော့တတိထားဆင်ခြင်ပေးပါအဲဂျာစာပိသမီးမိတ်ဆွေများဘုတွေးတိုးတွေးတတ်တာမျိုးအထူးသဖြင့်အဲဟိုအသားအရည်နဲ့ပတ်သက်တာမျိုးအရည်ပြားနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ရန်လိုအပ်သောအပတ်တာကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာလုပ်ငန်းကိုင်ငန်း လောက်ကင်နဲ့ပတ်သက်လာရင်တော့လက်ရှိမှာအဲဟိုဘာကိုဖြစ်ဖြစ်ကိုကစဉ်းစားနေတာမျိုးတွေးခေါ်နေတာမျိုးဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလဟာအဲချိနေတဲ့နေရာမှာပဲ အတက်နိုင်ဆိုမြဲမြံအောင်ကြိုးစားပါလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာရာထူးတိုးချဲ့တာမျိုးလေးတွေလည်းအားနည်းတယ်လို့ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရာထူးတိုးချဲ့မှုတိတက်ကြီးမားအောင်တိုးချဲ့တာမျိုးရင်းနှီးတာမျိုးတွေလှုပ်ဆောင်ရင်မတင်တော့အပတ်တာကာလအပိုင်းချဖြစ်တယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့နဲ့အလုံးနဲ့ပတ်သက်လို့စိတ်ပန်းလူပန်းစိတ်မောလူမောရတာမျိုးအိမ်တွင်းရေးကိစ္စတွေကြောင့်အဲစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပတ်တာကာလဖြစ်ပြီးတော့လုပ်ငန်းတိုးချဲ့ရန်အတွက်တော့အားနည်းသောကာလဖြစ်ပါတယ်ခင်ဗျာရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါ ယာရုလုံငန်းကိုင်ကိုင်နဲ့ပတ်သက်လာလို့ချင်းလဲယာရုတိုးတာယာရုပြောင်းတာလေးတွေတော့ကံရဲ့အားနည်းမှုကိုတွေးရတတ်တယ်ယာရုလုံငန်းနဲ့ပတ်သက်ရင်လက်ရှိရှိနေတဲ့နေရာမှာကိုကလှုပ်ပေးရင်တော့ကိုကိုအကောင်းမမြင်နေတာမျိုးကိုကလှုပ်ပေးတယ်လို့ကိုကိုအဲနေရာပြီးချင်းမခံရတာမျိုးလေးတွေကြောင့်အလုံးနဲ့ပတ်သက်လာတဲ့အခါမှာရှေ့တူမရနောက်ဆုံးမရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတတ်တယ်ယာရုလုံငန်းကိုင်ကိုင်ယာရုတိုးဖို့အတွက်တော့ကံရဲ့အားနည်းမှုတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့တတိထားပြုမှု ပြောဆိုတာပိုကောင်းပါလိမ့်မယ်ခင်ဗျာ ကိုပိုင်လုပ်ငန်းကိုပိုင်လုပ်ငန်းနဲ့စတင်လှုပ်ဆောင်လို့လဲဆိုရင်တော့မိမိရဲ့အိမ်အောင်ပတ်အမိခံပြီးစတင်တာမျိုးမိမိရဲ့အမေအမိခံပြီးစတင်လှုပ်ဆောင်တာမျိုးဆိုလို့ချင်းအမျိုးသမီးတဦးတယောက်ရဲ့အမိကိုခံပြီးတော့လှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာဖြစ်ပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာတဲ့အခါဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီဝါဆိုင်ရာလုပ်ငန်းတွေခရီးသွားဆိုင်ရာလုပ်ငန်းတွေအတွက်ကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်ဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လက်လွန်ထားတဲ့ငွေကြေးတွေ တပိုင်းတစားဖြစ်နေရတာမျိုးတွေခကြီးသွားကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများရတာမျိုးတွေဂျုံကတက်တယ်လို့လက်ထဲမှာအဲဝင်နာကနည်းနည်းထွက်တာကများများဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်လာရင် မလူလားအပ်ဖဲနဲ့အဲငွေပိုးတွေထွက်တတ်တယ်မလူလားအပ်ဖဲနဲ့နော်ဟိုဟိုဆက်လာလို့ငွေကြေးတွေတာမန်တက်ကိုကြောင့်မဟုတ်ပဲတပားသူကြောင့်ငွေကုန်ကြီးကြများရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့ငွေမမြဲတော့ပတ်တာဖြစ်တယ်ငွေမြဲစီရန်အတွက်ဆိုရင်ဆရာရေရာလေးထပ်ပြောပြီးမယ် တထောင်နှစ်တွေ့ရပေါ်မှာတထောင်နှစ်တွေ့ရပေါ်မှာငါတစ်တာဘူးတေတဘူးအတစ်တင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တိုင်အထွန်းအမြင့်တနေရသူမဟုတ်မိတ်ဆွေရငွေထားတဲ့နေရသူမဟုတ်ပတ်စံထားတဲ့နေရသူမဟုတ်ဇပွဲပေါ်မှာထွင်းမှာဒါဆိုရင်ငွေမြဲပါတယ်ခင်ဗျာနော်ဒါလေးဆရာပြောလိုက်ပြီနော်တစ်ထောင်လေးတူရပေါ်မှာငါတက်တာပူအစ်တက်ဘူးတင်အပေါ်ဖျောင်းနိုင်တင်ထွင်းငွေမြဲပါတယ်ခင်ဗျာနော်ဒီဘက်တာတွင်မှာမိတ်ဆွေများဖို့ မိမိရဲ့အလုပ်ငန်းကိန်းကတစ်ချိန်ကနော်ဟိုဆက်တူလုပ်ခဲ့မှုတဲ့သူတွေဦးလေးတို့အဆွေမျိုးသားချင်းတွေအထောက်အကူအကူညီကိုရရှိတတ်သောကာလဖြစ်တဲ့ထို့အပြင်ဆက်ပစ္စည်းရင်းတွေပါတဲ့နဲ့ပတ်သက်ရင်အစ်တစ်ဝင်တတ်တဲ့ဖုန်းတွေအစ်တစ်ဝင်တာမျိုးတွေကြုံရတတ်တဲ့ငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေမှာမတင်မဖဲနဲ့ပြန်လှည့်ပြီးတော့ပြောဆိုရရှိတတ်သောကာလအပိုင်းချဖြစ်တဲ့အမွေရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်ရင်တော့ကြီးကြီးမားမားပြောင်းလဲမှုတွေရရှိလာမယ်သို့တော်ငွေကြီးနဲ့ပတ်သက်ရင်အကုန်ကြေးအထွက်တွေလည်းများတတ်တဲ့အပတ်တာကာလအပိုင်းချ ဖြစ်ပါတယ်ခင်ဗျအိမ်နွေးကိစ္စတွေမိသားစုကိစ္စတွေတဦးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိတဲ့အခါဒီအပတ်တာတော်တွေမှာတို့ဟိုမိမိအနေနဲ့ဥဆောင်ပြီးတော့ဖြည့်ချင်းမှာအောင်မြင်ပါတယ်တဲ့အထူးသဖြင့်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေအအစုအဝေးနဲ့ပတ်သက်တာမျိုးတွေအလူမှုရေးဆိုင်ရာကိစ္စတွေမှာတက်တက်ကြွကြွဆောင်ရွက်ရင်မိတ်ဆွေရဲ့ကံဟာတူးတက်စီပြီးတော့အ အာသာကောင်းမှပါတယ်အမှုပညာလုပ်ငန်းတွေပကြီပပုဘေးနေပေးတာစံကြံသရုပ်ဆောင်အစိုးအကအရေးတီးသူခုမှဆိုင်ရာလုပ်ငန်းတွေမှာခြေတူအောင်မြင်ပြီးတော့သူများအကျိုးလည်းဖြစ်ကိုကျိုးလည်းဖြစ်ဆိုတဲ့အတိုင်းပဲဒီလိုမျိုးကိစ္စတွေမှာပုံမူပြီးတော့ကြိုးစားဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကာလာဖြစ်ပါတယ်ခင်ဗျာအမှုဖြစ်နေသူတွေဆိုအမှုနိုင်တတ်ပါတယ်လုပ်ငန်းပြိုင်လုပ်ပြိုင်နေတဲ့ပတ်တိုင်ကိုကသာအာသာလွန်နေတာမဟုတ်ဘဲနဲ့တစ်ဖက်ကကိုယ့်ကိုပြိုင်နေရင်းနဲ့ပြိုကျသွားတတ်တော့အပတ်တာအပိုင်းခြားကာလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလူငယ်တွေအချိန်နဲ့ပတ်သက်ရင် ွင့်မပြောသေးပါနဲ့အမိသားများအနေနဲ့တူနဲ့တူတယောက်နဲ့တယောက်အဲဆရာလူရုပ်ရှောအောင်ဒီနော်ဟိုမပြောသေးနဲ့မရနိုင်သေးဘူးအမိသားများအနေနဲ့တူနဲ့တူတယောက်နဲ့တယောက်အဲ ဟိုပြက်ဆဲလူအရှင်နေဆုံးဖြတ်နေတာမျိုးတယောက်နဲ့တယောက်တူနဲ့တူဟိုဟိုနောက်ဆုံးအရှင်နေအစဉ်အထိကိုဆုံးဖြတ်တွေးခေါ်နေတာမျိုးတွေပြဿနာကတော့ခစားလေးကြီးဂျုံအပ်တက်တယ်အဲမိတ်ဆွေတို့အနေနဲ့တိတိကျကျစဉ်းစားတွေးခေါ်ကိုလိုအပ်ပါတယ်အဲပြီးတဲ့အခါဟိုဒဲပြောရရင်တော့ဖောက်ပြန်ခံရတာမျိုးတွေလူမွေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အရှုပ်အရှင်းလေးတွေဂျုံရတာမျိုးလေးတွေသူမဟုတ်မိမိကိုနော်ဟိုဆွမ်းနာလို့ပေါ့မထင်မှဖဲအိုးချင်းတာအိုးချင်းတိကျိုးချင်းတာကျိုးချင်းတိဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့သမီးကြီးစားကြီးနဲ့ပတ်သက်လာတဲ့အခါမှာဖြစ်ဖြစ်လက်တွေ့ကြကြစဉ်းစားတွေးခေါ်ပြီးတော့ ဖြည့်ချင်းဆောင်ရွက်လှုပ်ဆောင်ပါခင်ဗျအိမ်အောင်ပြုရန်စီဆက်ရန်လက်ထက်ရန်တိုင်းမီရန်အတွက်တော့ဒီတပတ်တာဟာမကောင်းမှုအားနည်းစီသောကာလဖြစ်ပါတယ်ခင်ဗျအိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်အောင်ဖက်နဲ့ ရဲ့နှွေးထွေးမှုတွေကျင်နာမှုတွေရရှိတတ်တယ်ဒီတစ်ခါတာတော့ဒီမှာတူတူဆန်းဆန်းပဲမိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းတွေအဆက်အသွယ်ပြန်နေရင်လည်းအဆက်အသွယ်ပြန်လည်းရရှိတာမျိုးကျမ်းမာရေးညံ့နေကျမ်းမာရေးပြန်လည်းကောင်းမွန်တာမျိုးလုပ်ငန်းအလုပ်ကံအဆင်မပြေအောင်မိမိရဲ့အိမ်ဆောင်ဘက်ကအဆင်ပြေလာတာမျိုးတွေကြောင့်ဝမ်းသာစရာသတင်းလေးတွေရရှိတတ်သောကာလဖြစ်တယ်။သာသမီတွေရဲ့ပညာရေးကိစ္စလေးတွေကြောင့်သာသမီတွေရဲ့ဟိုဆွမ်းနာလူပေါ့တပည့်လက်သားတွေရဲ့ ဝန္တာစရာတည်မျိုးအထောက်အကူလေးတွေရရှိပြီးမျက်နှာပွင့်လန်းတတ်တော့အပတ္တကာလဖြစ်တဲ့ကိုကြောင့်မဟုတ်ပဲဒီတပတ်တာဟာလူမှုရေးကိစ္စလေးတွေများသောအားဖြင့်အကျိုးပြုအားသာစီပါတယ်အကျိုးပေးစီတော့အရာအနေနဲ့ဆိုရင်တော့ဟိုအထူးသဖြင့်အပြာရောင်တို့အနီရောင်တို့မိတ်ဆွေတို့နေနဲ့မဲမဲပတ်တော့အကြောင်းတွေဟာဝစ်စင်သုံးဆွဲပါအကျိုးပြုသောကဏ္ဍဟာတော့ ခုနှစ်ကဏ္ဍ0ကဏ္ဍ1ကဏ္ဍဖြစ်ပါတယ်ခုနှစ်ကဏ္ဍ1ကဏ္ဍ3ညာကဏ္ဍဖြစ်ပါတယ်အကျိုးပေးစီတော့အရက်ဟာတော့တောင်စုစုရက်ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီရက်အပတ်တာတော့ဒီမှာဆိုရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲဆရာတို့ဟိုမေလ28ရက်နေ့မှာဖြစ်စီသို့မဟုတ်လို့ရှိရင်မေလ29ရက်နေ့မှာဖြစ်စီအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါလိမ့်မယ်ခင်ဗျာအဲအကျိုးမပေးစီတဲ့အရာတွေအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေများဟိုဒီအပတ်တာတော့ဒီမှာဆိုအဝါရောင်အကျိုးမပေးပါဘူးဒါအပြင် အစိမ်းရောင်တွေကိုတတိထားဝတ်ဆင်ပေးပါခင်ဗျအရေးကြီးတော့လုပ်ငန်းကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဘအောင်မြင်ကောင်ကိုဆက်လိုက်လေးတလိလှူပြီးတော့မိတ်ဆွေတို့အနေနဲ့လိုရာကိုအောင်မြင်စေဖို့အောင်ဓာတ်ယူပြီးတော့အောင်မြင်မှုအပေါင်းတရပူဆောင်အောင်ဆောင်ရွက်ပြောဆိုရင်အောင်ဓာတ်တွေရရှိမှာအပြည့်အဝတေချာပါရခင်ဗျမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတွက်မှာဘာကိုဖြစ်ဖြစ်နောက်ဆုံးပိတ်အဲ့နဲ့ မလွယ်ပါဘူး31ရက်နေမှာအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တာတွေကိုတတိထပြုမှုဆောင်ရွက်ပါအဲမိတ်ဆွေတို့အနေနဲ့ဒါအပြင်ပြီးတော့31ရက်နေမှာရှေ့လရဲ့ဒီလမှာ31ရက်နေမှာပြီးပြအောင်လုပ်ပါလုပ်ငန်းကိစ္စတွေကိုစတင်လှုပ်ဆောင်ရင်လည်း31ရက်နေမှာစတင်လှုပ်ဆောင်တာမျိုးတွေဟာအခါရအားနည်းစီသောအပတ်တာဖြစ်တဲ့အတွက်တတိထပြုမှုစဉ်းကျင်မှာခရီးထွက်တဲ့ကိစ္စအိမ်ဆောက်တဲ့ကိစ္စရေပနိုင်ပရိုက်တဲ့ကိစ္စလေးတွေမှာ31ရက်နေဟာအဲဟိုဘယ်လိုပြောလဲတတိလေးတော့နည်းနည်းထားရမယ့်ကာလအပတ်တာကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတော့အတွင်းမှာ တတိထားဆင်ကျင်ရမယ်အရက်အနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေများခင်ဗျအရှိတောင်တောင်အရက်ကိုခྱི་မထွက်ပါနဲ့စိတ်ညစ်စရာတွေခྱི་တပိုင်းတစားတွေဖြစ်ရတတ်ပါတယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးတော့အောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရတရားအနေနဲ့ဆိုရင်တော့ခင်ဗျမိတ်ဆွေများခင်ဗျငွေဖလားထဲမှာပေါက်ပေါက်အနေငယ်ကိုထည့်ပါပေါက်ပေါက်အနေငယ်ကိုထည့်ထည့်ပြီးသွားတဲ့အခါကျတော့ရှိရင်မိတ်ဆွေတို့နဲ့မနက်မိုးလင်း တို့အမိတနေရာမှာတင်တာမနက်မိုးလင်းတဲ့အခါမှာကိုစားကျွေးတာမျိုးပေါ့ပေါ့ဖြန်းကျဲတာမျိုးလေးတွေလောက်ပါမိမိရဲ့ဈေးဆိုင်ဆိုလဲကိုစားလေးတွေငှက်စားလေးတွေကျွေးခြင်းဖြင့်မိဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပွန်လန်းစီပြီးငွေကြေးကံကောင်းစီပါတယ်မိဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်ဆိုရင်တော့နှင်းစီပန်းသုံးပွင့်နဲ့တိတူရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကငွေကြေးကံတွေကောင်းမှုပြီးအဆက်ဆက်အရာအစဉ်ပြေအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင် ရာဇာပတိသားသမီးမိတ်ဆွေတွေအားလုံးမေလအတွင်းမှာအောင်မြင်တိုးတက်လို့အောင်မြင်မှုတွေအပေါင်းတရဟုဆောင်ကြပါစေလို့ပြောလိုပါရခင်ဗျာယေစုတမန်ရဲ့ဆရာငယ်ပါဆရာငယ်မိတ်ဆွေတွေဘေးမင်းရှင်ရင်ပဲဖြစ်ဖြစ်ဆရာငယ်နားမှာခွန်ကိုတုံညာ2939 6790290416ခွန်ကိုတုံညာ2939 416မှာပါအဲ့ဒီနံပါတ်ပဲသုံးပါတဲ့ဆရာ TikTok Messenger ခန့်ညီဘေးတင်မဟောပါဘူးပြီးတော့အခါကျတော့အရှာတော့ဆရာငယ် နာမည်နဲ့တင်နေတာတွေပါညာဆရာအကောက်ဆိုတည်တာလေ Facebook ဒီမှာဆိုလဲ live လွှင့်ပါတယ်အတုပါတွေတတိထားပါအခုလိုရုပ်ချော်ချော်လေးရတာဆရာငယ်အစ်စ်ဖြစ်ကြောင်းပြောရင်းနဲ့ဆရာတို့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျ Jesus တင်ပါတယ်